हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे 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 कृष्ण हरे कृष्ण नमो विष्णुपदाय कृष्णपृष्ठाय भूतले श्रीमते भक्तिवेदान्तस्वामिनिति नामिने नमस्ते सरस्वती देवे गौरवाणी प्रचारिणे निर्विशेषा शून्यवादी पाश्चादेशतादिनी जय श्री कृष्ण चैतन्य प्रभु नित्यानंद श्री अद्वैता गदाधर शिवासादि गौरभक्तवृंद हरे कृष्ण हरे कृष्ण 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 हरे खुण हरे खुण खुण हरे राम हरे राम राम राम, राम, राम हरे कृष्ण ဆိုကျွန်တော်တို့ကေတနာမဘုရားပို့နောက်မှုတော်နေကိုပြည်ရပြီးတော့အဲဘုရားရှင်ကေတနာမဘုရားဘာလုပ်လဲဆိုတဲ့ကိစ္စကိုကရှန်ဒါစကဗီရာဂျ်ကိုဆွာမီမဟာရာဂျီတာချင်းငဲ့ပါတယ်ဆိုတဲ့ကျေတနာချက်တာမဲ့ကျမ်းအိုင်ဒီယာနေပြီးတော့ကျွန်တော်တို့နည်း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 ကြီးပြောလာခဲ့တာဒီနေ့ဆိုရအောင်31ရက်ရှိပါပြီနော်ဆိုတော့ဘုရားရှင်ကေတနာမဘုရားပို့နောက်မှုဘုရားတော်ကိုကျွန်တော်တို့ရပ်ပေါင်း16ရက်ပဲလို့ပါတော့ ဒီလိုကြကြပြောမယ်ဆိုရင်တော့ကျွန်တော်ဂျားထဲမှာ18ရက်ပဲကျန်တော့တယ်။နောက်တဲ့18ရက်ဆိုရင်ဘုရားရှင်ကျေတနာမှာပြုလို့ပြွင့်တော်မူသောနေ့ကိုကျွန်တော်ရောက်ပါမယ်။ဘုရားရှင်ကျေတနာမှာပြုအကြောင်းကိုနားထောင်ရင်နားထောင်ရင်းနဲ့ကျေတနာမှာပြုရဲ့เนาะဒီဇတ်တော်တွေကျေတနာမှာပြုရဲ့အနှစ်သာရကျေတနာမှာပြုကဘာတွေကျွန်တော်တို့ပေးခြင်းလဲဆိုတဲ့ဥစ္စာလေးတွေကိုနည်းနည်းလေးကြည့်အောင်။အခုကျွန်တော်ပြောနေတာဒီမတ်ရက်လီလာကိုရောက်ပါပြီ။မတ်ရက်လီလာရဲ့အခန်း18။တော့ဒီအခန်း18မှာเนาะကျေတနာမှာပြုကသူပြန်ထွက်ဖို့ပြန်ဆုံးပြတ်လိုက်။เนาะမနေ့ကတော့3-4កောက်ပြပြီးတော့ ဆိုတော့ဒီတစ်ခါကျတော့ဇေတနာမဟာပုရောဟိတ်တယောက်တည်းသွားမယ်လို့ပြောတယ်ဆိုတော့ရာမနန္ဒရာယနဲ့ဆောရုပ္တမုန္ဒရကဘာပြောလဲဆိုတော့မဟုတ်ဘူးအ ਨੇ ဆုံးတော့အဲယေရှုပြုပြီးတော့နှစ်ယောက်လောက်တော့ခေါ်သွားပါဘူးနှစ်ယောက်လောက်တော့ခေါ်သွားပါအဲတယောက်ကတော့နော်ဥမာအလူကန်ထွက်တာတို့နော်ချက်တာတို့ဘာလို့လုပ်မလဲနောက်တယောက်ကတော့ဇေတနာမဟာပုရောဟိတ်ရဲ့အဝတ်အစားတွေရေအိုးတွေပါညာတွေထမ်းဖို့ပေါ့အဲ့တော့ချက်ပြုတ်ပြုတ်ဖို့တော့ကိုဘလဘတရပတ္တကြာရီအောင်ခေါ်သွားခိုင်းတယ်နောက်တဲ့ assistant brahmana တယောက်ကိုကြတော့ဇေတနာမဟာပုရောဟိတ်ရဲ့အဝတ်အစားနဲ့နော်ဒီရေအိုးပေါ့နော်သူတို့မှာ ရေအိုးကျွန်တော်မြေအိုးရှိတယ်เนาะကျွန်တော်ကိုင်းလာတဲ့ရေအိုးအဲတဲသွားဖို့တော့ကိုเนาะရည်ရွယ်တာပေါ့เนาะကျွန်တော်နေအောင်လို့တော့ခေါ်သွားပါဆိုတော့အဲ့လိုပြောတဲ့အခါကျတော့ကျေးဇူးတင်အဲ့လာမှာလည်းသူတို့သူတို့အစီအစဉ်ကပါလဲဆိုတော့အဲ့လိုတယောက်ကတော့ချက်ပဲပြုတ်မယ်တော့အလူခံပေးမယ်လုပ်ပေးမယ်နောက်တယောက်ကပစ္စည်းတွေပစ္စည်းတွေပါညာတဲပေးမယ်ပါညာဆိုရင်ကျေးဇူးနာမှာပြုတ်ကကောင်းကောင်းကောင်းဘုရားရှင်နာမတော်ကိုရွတ်ဆိုလို့ရတယ်ဆိုလို့ရတယ်ကလို့ရတယ်ဘယ်တော့မှမသွားတဲ့လမ်းမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့သူတို့စီစဉ်တာ အဲအဲ့အရာဒီအားလုံးကိုစီစဉ်ပြီးသွားတဲ့အခါကျတော့ကျေတနာမှာပြုဖို့ကဘာလို့လဲဆိုတော့နော်ဒီသူ့ရဲ့အင်မတန်မှာချစ်ရပါတယ်ဆိုတဲ့အခုဂျက်ကနာကူဒီကိုရောက်နေတာဟိုဂျက်ကနာကူဒီကနေပြီးတော့ဘုရားရှင်ဂျက်ကနာကိုခွင့်ထောင်ဘုရားရှင်ဂျက်ကနာနော်ကျွန်တော်သွားပြရစီပြောပြီးတော့ညဒကောင်ရံမှာညဒကောင်ရံမှာအတာလေးတွေ့သွားတယ်ဘာလို့လဲဆိုတော့အဲ့မှာဘက်တာတွေအများကြီးရှိတယ်ဆိုတော့သူတို့သိရင်သူတို့လုံးဝပေးထွက်မှာပေါ့ဆိုတော့ဒီမှာကျွန်တော်တို့နားလည်ရမယ့်ကိစ္စလေးပေါ့နိုင်ငံသားယူစီယာကိစ္စလေးပေါ့ကျွန်တော်တို့ဘာလို့လို့ ကျေးဇူးတင်ပါတယ်ပြဖို့ဒီကျွန်တော်ကဘတ်တက်တယောက်ဘယ်လိုနေရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်တင်ပေးခဲ့တာဖြစ်တယ်။ဘတ်တီလို့တဲ့ဘတ်တက်တယောက်ဘယ်လိုနေရမလဲ။ဆိုတော့ဘတ်တီလို့တဲ့ဘတ်တက်တယောက်ကသူဘာလို့နေရမလဲဆိုရင်ဒီလိုပဲဘာပဲလုပ်လို့ဘုရားရှင်ကိုခွင့်တောင်းပြီးလုပ်ရအောင်။ဘာပဲလုပ်လို့အခုကျေးဇူးတင်ပါပြဖို့ကသူကိုယ်တိုင်ဘုရားရှင်ပဲ။ဒါပေမဲ့ဘတ်တက်ရုပ်နဲ့လာပြီးတော့ဘုရားရှင်ရဲ့ဘတ်တက်တယောက်ကဘယ်လိုနေရမလဲ။တာဝကတယောက်ကဘယ်လိုနေရမလဲလို့လာပြတဲ့အခါမှာဗရဏာဝန်ကိုခရီးသွားမယ်ဆိုတဲ့ကိစ္စတော့မှာဘာလုပ်လို့လဲ။ခွင့်တောင်းတယ်။ဘုရားရှင်ကျွန်တော်သွားပြရစီ။ ဒါဟာကျွန်တော်တို့ရဲ့လမ်းစဉ်ဖြစ်တယ်။ဘုရားရှင်ရဲ့တာဝကတွေရဲ့သဘောတော်ဟာဒီဘာပဲလုပ်လို့ဘုရားရှင်ကို ခွင့်တောင်းပြီးတော့မှလုပ်ရတယ်။ဘုရားရှင်ရဲ့ခွင့်ပြုချက်နဲ့ပဲလုပ်ရတယ်ဆို။ဒါလေးကိုကျွန်တော်တို့နားလည်စေချင်ပါတယ်။အဲ့တော့ကျေတနာမှာပြုကခုနအပေါ်နေရောက်ဘလဘဒရဘတ်တကြရီယာနဲ့နောက်တစ်ယောက်နဲ့ပေါင်းပြီးတော့တို့ထွက်မယ်လို့ဆုံးပြတဲ့ခါမှာတွက်ပြီးတော့ဘယ်ကိုသွားလဲဆိုတော့ဂျာဒီကန်တာတော်တဲ့ကိုဖျက်သွားတယ်အဲ့ဒီပြဿနာကကြောင့်အင်မတန်မှအန်အောစရာတွေဖြစ်တာတို့အဲ့အိမ်မှာတီဆိုကားခုံပြီးတော့သွားရင်သွားရင်လည်း အဲ့ဒီမှာအဲ့တောတဲ့ဟာတကယ်တမ်းပြောရင်တောင်းတောင်းဖြတ်သွားလို့ဖြတ်လာလို့မရဘူးနော်နံပါတ်1ကဓမြတွေပေါ်တယ်နံပါတ်2ကကျတော့အဲ့မှာတာရဲသိစံတွေတအားများတယ်အဲ့တော့သူတို့ဖြတ်တာဖြတ်တဲ့ကကျတော့နောက်ဆုံးမှာအဲ့မှာအန်ဟောစရာဘလောက်ကောင်းလဲဆိုရင်ဘုရားရှင်ကျေတနာမှာပြုကနော်ဒီဘုရားရှင်ရဲ့နာမတော်ကိုရွတ်ဆိုတီးကျူးပြီးတော့သွားတဲ့ခါမှာတဲ့ဘလောက်တော့အန်ဟောစရာကောင်းတာတွေဖြစ်တယ်လဲဆိုရင်အဲ့မှာအင်မတန်ကြောက်စရာကောင်းပါတယ်ဆိုတော့ကြားတယ်အင်မတန်မှကြီးမားပါတယ်ဆိုတော့ခွန်အားကြီးမားပါတယ်ဆိုတော့စင်တယ်နော် နော်ခေါင်းမှာပါတယ်ဆိုတော့တမင်တွေဒါတွေအားလုံးကဆိုတော့ဒပြိုင်နဲ့ကရစ်နာကရစ်နာကရစ်နာဆိုပြီးတီဆိုကကုန်ကြတယ်နော်တရားဟာနော်ဘုရားရှင်ရဲ့နာမတော်ရဲ့တကူပဲနော်ဘုရားရှင်ရဲ့နာမတော်ဟာကျွန်တော်တို့ရဲ့အပေါ်မှာရှိတဲ့အခွန်နဲ့မဆိုင်ဘူးဆိုလိုချင်တာလူဆိုတဲ့နော်ဒီဒီအခွန်နဲ့မဆိုင်ဘူးအထက်မှာရှိတဲ့အာတမနဲ့ဆိုင်တယ်ဒါတော့ဟာဒီအားလုံးမှာလည်းပါရှိတယ်ဆိုတော့ဘုရားရှင်ရဲ့အစိတ်ပိုင်းတွေဖြစ်တဲ့အတွက်တို့တွေမှာလည်းပါရှိတယ်ဆိုတော့အာတမရှိတယ်ဆို ဆိုဒီဘုရားရှင်ရဲ့နာမတော်လို့ခေါ်တဲ့လောကုတ္တရာတန်ဇင်တော်ဟာဘာနဲ့တွားပြီးတော့ထိတာလဲဆိုရင်အဲ့ဒီအာတမနဲ့ထိတာတော့ကျွန်တော်တို့တင်တာကတော့ကျွန်တော်တို့နားကနေကြားရတယ်လို့ထင်တာတကယ်တမ်းကတော့နားကနေဝင်ပြီးတော့နှလုံးသားထဲကိုသွားမှာလို့ဆိုတော့ဒီဥဒ္ဒဘရတလိဆန်တွေကလည်းဘုရားရှင်ရဲ့နာမတော်ကိုကြားတဲ့အခါမှာတို့ဟာအင်မတန်မှအံ့ဩစရာကိစ္စတွေဖြစ်တယ်။တို့ကိုယ်တိုင်ကထကတယ်ဒီတလိဆန်တွေဆိုတာအင်မတန်မှဟိုလိုမျိုးထိမ့်သိမ့်ကြောင်းဟိုတိမ့်သိမ့်ပြီးတော့ဟိုဟာပေါ့ဟို training ပေးထားတဲ့တလိဆန်တွေမဟုတ်ဘူးတို့။ဒါမဲ့လည်းပါလဲဆိုတော့ ော်သူတို့ကနော်ဒီဒီခုနနာမတော်ကိုကြားတဲ့ခါမှာဘုရားဘုရားရှင်ရဲ့နာမတော်ကိုကြားတာတကြောင်နောက်တစ်ခုကဘုရားရှင်ရဲ့နာမတော်ကိုဘုသူရှိရကြားတယ်ဘုရားရှင်ကိုတော်တိုင်ရှိရကြားတယ်ဆိုတော့ဒီနှစ်ချက်ဟာသူတို့ကိုဘာဖြစ်စေလဲဆိုတော့သူတို့ရဲ့နှလုံးသားတွေကိုတခါတည်းဝင်သွားပြီးတော့ဘုရားရှင်ရဲ့နာမတော်ရဲ့တကူးကပရကတ်ဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒါကိုသူတို့တွေ့ရတယ်ဆိုတော့တကယ်တမ်းကတော့ကျေတနာမှာဘုရားအဲ့ဒီတောကိုကြည့်တဲ့ခါမှာသူကဘာလို့တရိရလဲဆိုတော့ဘယ်နှသားမှာရှိတောတွေကိုတရိရလဲဆိုတော့အဲ့တော့ပူပြီးတော့သူကနော်လောကုတ္တရာရဲ့တန်စင်ကပူပြီးတော့ နော်မူတပိုးဝင်နေတာပေါ့အဲ့ဒီချိန်ဆိုတော့အဲ့မှာဝင်နေတော့တယ်မှာလည်းဒီလိုပဲတော့ဘာသားရေးတရိစံမှာတယောက်တယောက်အနေပြူတာတွေပါတယ်ရှိဘူးလေဆိုတော့အဲ့မှာ तू ကပြားချင်းစဉ်းစားမှာဘလို့ကရောက်တဲ့နေရာတိုင်းကိုသူ့ရဲ့နှလုံးသားထဲမှာဝင်သားကိုခေါ်ပြီးတော့သွားတယ်ခေါ်ပြီးတော့သွားတယ်ပြီးတော့အဲ့ဒီဥစ္စာကိုသူများတွေကိုလည်းလက်ဆောင်ပေးတယ်ရောက်တဲ့နေရာမှာရှိတဲ့နေရာကိုပေးတယ်လူတွေကိုလက်ဆောင်ပေးတယ်ဒါကျွန်တော်တို့ဘုရားရှင်ရဲ့တာဝကလမ်းစဉ်ကိုလိုက်တဲ့သူတွေလောက်ရမယ်အလုပ်တစ်ခုဖြစ်တယ် ရောက်တဲ့နေရာမှာကျွန်တော်ကဘာလို့အောင်ဆိုတော့ဘုရားရှင်နာမတော်ကိုလူတွေကိုသင်ပေးရမယ်။ရောက်တဲ့နေရာမှာကျွန်တော်ရဲ့နှလုံးသားထဲမှာဝိညာဉ်တော်ကိုအရင်တိဆောက်ပြီးတော့အဲ့ဒီဝိညာဉ်တော်ကိုလူတွေကိုလက်ဆောင်ပေးရမယ်။အဲ့လိုလက်ဆောင်ပေးဖို့အတွက်ကိုကျွန်တော်ကနော်တည်တည်ကြကြစဉ်းစားရမယ်တည်တည်ကြကြစင်ကျင်ရမယ်တည်တည်ကြကြဆုံးဖြတ်ရမယ်။ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီဘုရားရှင်ရဲ့နာမတော်ရဲ့တကူပေါ့။နော်ဒီမှာကြည့်ရတဲ့ကိစ္စကဘာလဲဆိုရင်ဘုရားရှင်ရဲ့နာမတော်ရဲ့တကူဟာနော်တလိမ့်စံတွေကိုတော့ပြောင်းလဲစေနိုင်တယ်ဆိုရင် လူသားတွေထဲမှာဘလောက်ပဲစိုးတွမ်းတဲ့သူဘလောက်ပဲနော်ကောင်းပါတဲ့သူဘလောက်ပဲနော်ဘုရားကိုမယုံတဲ့သူပဲဖြစ်ဖြစ်ဘုရားရှင်ရဲ့နာမတော်ကိုတကယ်ကြားတဲ့အခါမှာ तू ကသူ့ရဲ့ယုံကြည်မှုသူ့ရဲ့နော်ဒီ language barrier အဲ့ဒါဒီနဲ့ဘာမှမဆိုင်ဘူးကွာဘယ်ဘာသာကိုကိုးကွယ်တယ်ဘယ်ဘာသာကိုယုံကြည်တယ်ဘာလမ်းစဉ်ကိုလိုက်တယ်အဲ့ဒါဒီဘာနဲ့မှမဆိုင်ဘူးကွာဒီအရိကရှနာမဟာမတ္တာဒီဘာနဲ့ပဲဆိုင်လဲဆိုရင်အဲ့ဒီလူမှာနှလုံးသားရှိတယ်ဆိုရင်အဲ့ဒီနှလုံးသားကိုသွားရိုက်မှာကွာအဲ့ကျွန်တော်တို့ထင်နေတာကဒီမန္တရာကဒါဟိန္ဒူမန္တရာပေါ့ နော်ဟိန္ဒူမန္တရာဖြစ်တဲ့အတွက်အဲ့ဒီဟိန္ဒူမန္တရာဟာနော်တဘောဟိန္ဒူတွေနဲ့ပဲဆန်တယ်မဟုတ်ဘူးဒီဘုရားရှင်ရဲ့နာမတော်ကနော်လူတယောက်ရဲ့နှလုံးသားထဲကိုသွားရိုက်မှာသူကအဲ့ဒီဘာသာကိုသူစကားကိုနားလဲစရာမလိုဘူးဒါဟာနော်ဒါဘာအဓိပ္ပာယ်လဲဆိုတော့သူနားလဲစရာမလိုဘူးဒါပေမဲ့ဘာဖြစ်လဲဆိုရင်ဒီနာမတော်ကသူ့ရဲ့နှလုံးသားကိုသွားရိုက်တဲ့ခါကျရင် तू ဟာပြောင်းလဲလာလိမ့်ဘလောက်တော့ပြောင်းလဲလာလဲဆိုရင်အင်မတန်အန်အောစရာကောင်းတယ်ပြောလို့မြို့ဒါကြောင့်ရှလာပရမုပတ်ကနော်အမေရိကကိုသွားတဲ့ခါမှာဘာပဲကင်သွားလဲဘာမှမကင်သွားဘူးပဲ အာမမကင်သွားဘူးရှင်မဘာဂုတမကင်သွားတယ်ဘုရားရှင်နာမတော်ကင်သွားတယ်ဟရိကရှ္ဏမဟာမန္တရာယူသွားတယ်ရှင်မဘာဂုတမယူသွားတယ်ဒီနှစ်ခုတည်းနဲ့ကဘာတစ်ခုလုံးကိုပြောင်းလဲခဲ့တာကျွန်တော်တို့တင်တာကဘာလဲဆိုတော့တော့ကံကောင်းလို့ဘာလို့မဟုတ်ဘူးဘာနဲ့မှမဆိုင်ဘူးသူကဘုရားရှင်နာမတော်ပေါ်မှာတရားရကင်လို့ယုံကြည်မှုထားမယ်ရှင်မဘာဂုတမလို့ခေါ်တဲ့ဘုရားရှင်ရဲ့ဇတ်တော်တွေပေါ်မှာကရှ္ဏပေါ်မှာတခါတရားရကင်လို့ယုံကြည်မှုထားမယ်ဆိုရင်အဲ့ဒီသူဟာကဘာတစ်ခုလုံးကိုပြောင်းလဲစေတယ်ကျွန်တော်တို့ဘက်တရီလမ်းစဉ်ဒီဘုရားရှင်ရဲ့တာဝကရဲ့လမ်းစဉ်ဒီအဲ့ဒါဘုရားရှင်ရဲ့နာမတော်ပေါ်မှာတရားရခင်တို့ယုံကြည်မှု နော်ကျွန်တော်တို့မှရှိရမယ်ယုံကြည်မှုရှိဖို့ဆိုတာနံပါတ်1ကျွန်တော်ကတဘောဗျာဒီအစားအစာကောင်းတယ်လို့ကျွန်တော်ကအဲယုံကြည်မှုရှိလာဖို့ဆိုတာဒီဒီအစားအစာကိုကျွန်တော်နံပါတ်1စားဖို့ပါဟုတ်တယ်မကျွန်တော်နံပါတ်၄စားဖို့ဒါပေမဲ့စားတဲ့အခါမှာဘာရှိလဲဆိုရင်အဲ့ဒီအစားအစာကိုစားတဲ့အခါမှာကျွန်တော်ရဲ့ရှာဟာနေမကောင်းဖြစ်နေလို့မရဘူးအခုတချို့ကဘာပြောလဲဆိုတော့ကျွန်တော်လည်းဘုရားရှင်ရဲ့နာမတော်ကိုယွတ်တာပဲနော်ကျွန်တော်လည်းဘုရားရှင်ရဲ့နာမတော်ကိုယွတ်တာပဲဒါပေမဲ့ဒီဘုရားရှင်ရဲ့နာမတော်ကိုယွတ်တဲ့အခါမှာကျွန်တော်အဲ့ဒီရရတာကိုကျွန်တော်မခံစားရဘူးဘာဖြစ်လို့မခံစားရလဲဆိုတော့ကျွန်တော်နေမကောင်းဖြစ်နေ ကျွန်တော်နေမကောင်းဖြစ်နေချိန်မှာကျွန်တော်ရှာပေါ်မှာတကြားလာတင်အဲ့တကြားရဲ့အရသာရမလားလုံးဝမရဘူးပေါ့ဒီလိုမျိုးပဲအခုကျွန်တော်လောလောဆယ်အခြေအနေမှာဘုရားရှင်နာမတော်ကိုရွတ်တဲ့ခါမှာကျွန်တော်ကတကြားကိုကျွန်တော်နေမကောင်းတဲ့လူပဲရှာပေါ်မှာတင်တယ်လို့မျိုးဖြစ်တာတော့အဲ့ဒီဘုရားရှင်နာမတော်ရဲ့အရသာကိုကျွန်တော်မရဘူးအဲ့တော့အဲ့ဒါကြောင့်ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့နေကောင်းအောင်ရင်လုပ်အောင်နေကောင်းအောင်လုပ်ဖို့တက်ကိုရှာပေါ်တော့ကျွန်တော်တို့ဘာတင်လဲဆိုစီကံလေးချက်ကိုလိုက်တာခိုင်းသူများတော်ကိုမတတ်နဲ့မဆားနဲ့သူများသားမယားမပြစ်မနဲ့လောင်းကစားမလုပ်နဲ့မူရစေဝါမသုံးဆွဲနဲ့တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ကတ်မဆက်ကယ်ကိုဘာလုပ်လိုက်လဲဆိုတော့ fan ကို off လုပ်လိုက်တာတော့ နော်ပန်ကာကို off flow လိုက်ဆိုတဲ့ခါကျတော့အဲ့ဒီဥစ္စာရက်သွားမယ်ရက်သွားတဲ့ခါကျရင်ကျွန်တော်တဖြည်းဖြည်းနေကောင်းလာမယ်တဖြည်းဖြည်းနေကောင်းလာတဲ့ခါကျရင်ကျွန်တော်ဒါသာသနာပဲသာသနာဆိုတာဒါပဲသာသနာဆိုတာ spiritual practice spiritual practice ကိုလုပ်တဲ့အခါမှာကျွန်တော်ဒါတွေကိုလိုက်နာတဲ့ခါကျရင်ကျွန်တော်မှတဖြည်းဖြည်းနေကောင်းလာမယ်တဖြည်းဖြည်းနေကောင်းလာတဲ့ခါကျမှကျွန်တော်ရှားပေါ်မှာအခုနပြောတဲ့ဘုရားရှင်နာမတော်လို့ခေါ်တဲ့နော်အင်မတန်မှလောကုတ္တရာအရာတာတကူတင်ရင်အဲ့ဒီအရာတာကိုကျွန်တော်သိအခုကကျွန်တော်ရှားကနေမကောင်းကျွန်တော်ကိုယ်တိုင်နေမကောင်းနေမကောင်းတဲ့ခါကျကျွန်တော်အရာတာကိုမသိဘူးနောက်တစ်ခုကကျွန်တော်အဲ့လိုနေမကောင်းတာကိုနေကောင်းအောင်စေကုနေတဲ့အချိန်မှာ ော်တက်ပြီးတော့နေမကောင်းစေတဲ့အလုပ်တွေမလုပ်ရဘူးပြ။เนาะဥမာအဖြစ်သာသနာဘက်တီလုပ်နေတဲ့ခါမှာကျွန်တော်ကသွားပြီးတော့ wage number တွေကိုမစော်ကားရအောင် wage number တွေကိုအပရမလုပ်ရအောင်။အဲ့ဒီအရာတွေလုပ်တယ်ဆိုတဲ့ခါကျရင်ဒီဘုရားရှင်ရဲ့နာမတော်ရဲ့အရာသာလုံးဝမသိဘူး။ဆိုတော့ဘုရားရှင်ရဲ့နာမတော်ကိုသူများကိုပေးဖို့ဆိုတာဒီနံပါတ်1ဘုရားရှင်ရဲ့နာမတော်ကိုကျွန်တော်သိမှရ။ကျွန်တော်သိဖို့ဆိုတာဒီကျွန်တော်ကအရင်မလုပ်အောင်သာသနာဘက်တီလုပ်ရမယ်ဘုရားရှင်နာမတော်ကိုရွတ်ကောင်း။သာသနာဘက်တီလုပ်နေချိန်မှာတစ်ချိန်တည်းမှာမလုပ်ရအောင်လို့ဆိုတော့ wage number အပရမလုပ်ရအောင်။အပရမလည်းသုံးခုရှိတာပေါ့။နာမအပရစေဘာအပရ wage number အပရဒီသုံးခုလုံးမလုပ်ရအောင်။ ဆိုတော့ဘုရားရှင်ရဲ့နာမတော်ရဲ့တကိုးကိုဒီဇာတိကန္တာတော်မှာဆိုတော့ဒီဘုရားရှင်စေတနာမှာပြုဟာကျွန်တော်တို့အားလုံးကိုရအောင်ပြခဲ့တယ်ဒါကိုကျွန်တော်တို့တကယ်လို့နားလေရင်ပေါ့နားလေရင်ကျွန်တော်တို့ကဒီဒီလီလာကိုနားတော်ဒီဇက်တော်ကိုနားတော်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့မှာတလိစံဒီတော်မှမတက်ရက်ပြီးတော့ကတယ်ဆိုတဲ့အဆင့်တလိစံဒီတော်မှ နော်တလိစံဒီတော်မှနော်ဒီဒီဟိုပါပေါ့နော်ဘုရားရှင်နာမတော်ကိုနော်လက်ခံတယ်ဆိုတဲ့အဆင့်မှာနော်ကျွန်တော်တို့လို့ ဘာမှမဟုတ်တဲ့လူတွေဟာနားလည်နိုင်တဲ့လူတွေဟာ language ကိုသိနိုင်တဲ့လူတွေဟာနားမလည်စရာဘာအကြောင်းမှမရှိဘူးပေါ့ဆိုတော့ဒါ Jerry Kana Forest ကိုဖျက်သွားပြီးတဲ့အခါမှာကျွန်တော်ပါဆက်ဖြစ်တဲ့ကိစ္စကိစ္စတပတ်မရှိတာပြမှုတို့နဲ့တွေ့တာရဂုနာဘတ်တကူဆွမ်းပြီးတွေ့တာကိုကျွန်တော်မနှက်ပြန်ဆက်ပြီးတော့ပြောပြပါမယ်အဲပြီးတော့နောက်တစ်ခုကဒီနေ့ဟာအဲ issue ပူရီရဲ့ PNC လည်းဖြစ်ပါတယ်ဆိုတော့အခါကျတော့ဒေါတာကိုကျွန်တော်တို့ဟိုတည်တည်ကြကြလေးဥပုပ်တီလာစောက်တည်နိုင်ရင်ပိုကောင်းတယ် ဟိုနော်ဒီ issue ပူရီဆိုတာဒီအာကျွန်တော်ကျေတနာမဟာပရဘုရဲ့ guru ဖြစ်တယ်သူရဲ့ disappearance day ဖြစ်တယ်သူရဲ့ဘုရားရှင်ပြန်တော်မူသောနေ့ဖြစ်တယ်ဒီနေ့ကနောက်တစ်ခုက vijay ekadesi လည်းဖြစ်တယ်ဆိုတော့ဒီနှစ်ခုလုံးကတိုက်ဆိုင်ကြနေတယ်ဆိုတော့ဒီနေ့မှာနော်ကျေတနာမဟာပရဘုကိုတတိတရနဲ့ကျွန်တော်တို့ဥပုသ်တိတာစောက်တည်မယ်ဆိုရင်ပိုကောင်းတယ်နော်48ရဲ့ဥပုသ်စောက်တည်ခဲ့တဲ့ကမှာအခု31ရက်ရှိပြီနော်နောက်တော့ဘယ်တော့မှမကြံတော့ဘူးအဲ့လောက်ကျေးဇူးပြုပြီးတော့စောက်တည်ပြီးတော့ဘုရားရှင်ကျေတနာမဟာပရဘုပို့တော်မူသောနေ့အထိအာစောင့်မျှော် ဒီလစောက်တည်ပြီးတော့ကျေတနာမဘုရုပ်ရဲ့မေတ္တာကိုမျှော်လင့်ဆောင်ကြရအောင်နော်အားလုံးယေသုတင်ပါတယ်ဟရိကရှ်နာတကယ်တကယ်ရှိလာပရမူပါကြီးကြိုင်နန္ဒကိုရိဝိရှ်နံတကြီးကြိုင်ဘောဥရပရမန္တေဟရိကရှ်